ီခေါ်ဖက်မဲ့စာအုပ်လေးကတော့အရင်ရှိကဖက်လက်စာဒေါက်တာပြုတ်တရားရဲ့ပြောရှင်မစည်းဆက်ဆောင်ထရကြံချင်းနေတဲ့ဆောင်မတစ်ချို့ဖက်ရှင်မှာဖြစ်ပါတယ်။ဒီခေါ်ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့ finance ငွေကြေးလို့ခေါင်းစဉ်ရပါတယ်။ဆိုအဲ့ဒီကငွေကြေးကိုဘယ်သူဘယ်လိုစီမံထားလဲဘယ်လိုအသုံးပြုထားလဲအစွာကိုသိရမှာဖြစ်ပါတယ်။ဆိုအားလုံးပဲနားဆင်ကြည့်ပေးပါဦးရှင်။ ောင်းတုံမှာဖတ်ဖူပါတယ်။ကောင်းလေးနဲ့ကောင်းမလေးဆိုရှယ်မီဒီယာမှာ relationship ချိတ်တယ်လို့ဒါပိုက်ဆိုင်တဲ့ပျော်ရွှင်မှုကချိတ်ကြမယ်ဆိုရင်သူတို့ရဲ့ relationship status က complicated လို့ရေးသားထားမှာပါတဲ့။သဘောကျလိုက်တာသဘောကနှစ်ယောက်သားပြတ်ပြီလားဆိုတော့လည်းမဟုတ်ဘူး။အဆင်ပြေနေလားဆိုတော့လည်းမပြေနေဘူး။အဲ့ဒီလိုပြောရခက်တဲ့ရှုပ်ထွေးတဲ့အခြေအနေတည်းရဲ့လို့ဆိုလိုတာပါ။ က်ဆက်ရှိတိုင်းပျော်ရှင်ရတယ်လည်းမဟုတ်တလို့ပက်ဆက်မရှိပဲလဲလူတယောက်ဟာပျော်ရှင်မှုခတ်တယ်။အများတည်းရဲ့ပုံမြင်တစ်ပုဒ်ကိုပြန်ပြောပြချင်ပါတယ်။တခါကငါဖန်သမားတယောက်ရှိတဲ့သူကတနေ့ကိုငါးတကောင်ပဲဖန်တယ်။ပြီးရင်တနေ့ကုန်အေးဆေးနေတယ်။ဒါကိုတထေးကြီးကတီးသွားတော့သွားပြောတယ်။မင်းဘာလို့တကောင်ပဲဖန်တာလဲ။များများဖန်ပါလားပေါ့။အဲ့တော့တငါတွေကပြန်မိတယ်။ဘာလို့ဖို့လဲဆိုတော့ပက်ဆက်တွေအများကြီးရဖို့ပေါ့။ ပက်ဆန်နေအများကြီးရရင်မလုပ်လို့ရလဲမင်းအေးအေးဆေးဆေးနေရတာပေါ့အဲ့ဒီမှာတန်ခါတွေကပြောလိုက်တယ်အခုရောငါဘလို့နေနေရတယ်ထင်လို့လဲတဲ့ပြောချင်တာကသူအခုလဲအေးအေးချမ်းချမ်းနေနေရတာပဲလောဘမကြီးတာကောင်းတယ်မချမ်းသာလဲဘာမှမဖြစ်ဘူးတနေ့ငါးတကောင်ရနေရင်လုံလောက်တယ်ပေါ့ဟိုမင်းကဒီလောက်ပဲဖယားသူတိုင်းနဲ့သဘောကျကြတယ် ါပေမဲ့အပြင်လက်တွဲနဲ့အချိန်ကြိုးစဉ်းစားကြည့်ပါဒီတငါတဲ့ဟာအမဲပျော်နေရမယ်ထင်သလားသူ့မှာတာသမီရှိလာခဲ့ရင်ဒါမှမဟုတ်သူနေထိုင်မကောင်းဖြစ်ခဲ့ရင်တနည်းငါးတကောင်နဲ့မလုံလောက်တော့ဘူးမပျော်နိုင်တော့ဘူးဒါကြောင့်ပတ်စံရှိတိုင်းပျော်ရှင်မယ်မဟုတ်ပေမဲ့ပျော်ရှင်ဖို့အတွက်ကပတ်စံရှိဖို့လည်းလိုပါတယ်။ကလေးဘွားကနေဆယ်ကျော်သက်အရွယ်အထိကိုယ်တိုင်ဝန်မရှာနိုင်သေးတဲ့အချိန်မှာတော့မိဘရဲ့ပြည့်စုံခြင်းမပြည့်စုံခြင်းကခုပျော်ရှင်မှုအပေါ် တရားမှုရှိခဲ့တယ်။စင်ရဲ့တိုင်းတင်ငယ်စရာမဟုတ်ပေမဲ့အနည်းနဲ့အများတော့လဲတင်ငယ်စိတ်ဖြစ်ကြတာပါပဲ။လူတယောက်ရဲ့တန်မှုဆိုတာသူပါရီသုံးတယ်လဲ၊သူဘလောက်ချမ်းသာတယ်လဲနဲ့မသက်ဆိုင်ဘူးဆိုတာကိုနားလည်တဘောပေါက်နိုင်တဲ့အရွယ်မှမဟုတ်ကြသေးပဲကို။ခုခေတ်လိုအပြိုင်ဆိုင်များလာတဲ့ခေတ်ကြပိုဆိုးတာပေါ့။နေဘက်ကြီးဘက်တွေမှာဆိုကျောင်းတော်စမထားနိုင်တဲ့ကလေးတွေ၊ကျောင်းတက်ရင်ဈေးရောင်းရတဲ့ကလေးတွေတောင်ရှိပါသေးတယ်။ ဒီတော့အပူပင်ကင်းပါတယ်ဆိုတော့ကလေးအရွယ်မှတော့သူတို့မှမပြောချရရှာဘူးဒါတွေကကိုတက်နိုင်တဲ့ကိစ္စတွေမဟုတ်ဘူးဘလို့မိဘစီမှာဝင်စားချင်တယ်လို့မှရွေးလို့မရခဲ့တာလေကိုတက်နိုင်တာကကိုတိုင်းဝင်ရှာနိုင်ပြီဆိုတဲ့အချိန်ကျရင်ဘလို့လုပ်မလဲဆိုတာပဲ ပုံမှန်လေးနဲ့ဝန်ခံရရင်ကျွန်တော်ကစီးပွားရေးအကွက်မြင်သူကျွမ်းကျင်သူတရားမဟုတ်ပါဘူးငွေစည်းနဲ့ပတ်သက်ရင်ဘလို့ရင်းနှီးမြှုပ်နှံရမယ်ဆိုတာမျိုးလဲမပြောတတ်ဘူးကိုယ်တိုင်လေးလုပ်ငန်းတွေအများကြီးပိုင်ဆိုင်နေသူမဖြစ်ချင်ဘူးဘဝကိုခက်အေးအေးပဲဖြတ်တန်းခြင်းနဲ့ပုံမှန်လက်စားလို့ခြင်းနဲ့ဆူထားဆောင်ထားရတာခြိုက်တယ်ငွေစည်းနဲ့ပတ်သက်လို့မပူပန်ခြင်းဘူးမိဘနဲ့ချစ်ခင်ရသူတွေကိုလိုအပ်ခရင်ထောက်ပံ့ပေးနိုင်သူဖြစ်ခြင်းနဲ့ ပူပန်းလုံလုပ်ငန်းလုပ်မယ်ဆိုလဲတအားမစွန်စားမရင်းနှီးရတဲ့လုပ်ငန်းမျိုးပဲလုပ်ချင်တယ်ဒါကျွန်တော်ဆန္ဒဒါကြောင့်အကြပြပြောရရင်လူဆိုတာကိုပိုင်လုပ်ငန်းလုံးမအောင်မြင်တာမဟုတ်ဘူးအဓိကကကိုပုံစံနဲ့ကိုပဲပုံမှန်အနေအထားနဲ့တည်ငြိမ်တာကိုကြိုက်တယ်ဆိုရင်ဝန်တန်းလုပ်နံပါတ်1အချမ်းသာဆုံးဆိုတာတော့ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ကိုဘွားကပြောရလိမ့်မယ် အဲ့ဒီလိုမဟုတ်ပဲကိုပိုင်လုပ်ငန်းလုံးမလွတ်လပ်တာဘာလို့ဝန်တန်းဘွားနဲ့နေနေမှလဲဆိုတဲ့စကားတွေကိုနားရောင်မိလိုက်ရင်ဒုက္ခရောက်တတ်တယ်။ဝန်တန်းလုပ်နေပေမဲ့သူတို့ရတဲ့လာစာကကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေ၃လလောက်လုံးမရတာမျိုးလေအများကြီးရှိပါတယ်။ကိုဖတ်စုံထဲမှာပဲနေခိုင်းတာတော့မဟုတ်ပါဘူး။ကိုပါပြစ်ချင်လဲကိုဟာဘယ်လိုလူစားလဲသိဖို့ပါ။ ျွန်တော်ကတော့ပြောခဲ့ပြီးသလိုပဲဒီငိမ့်နာကိုကြိုက်တယ်စွန်စားရတာမကြိုက်ဘူးဒီတော့ယင်းဒီမြုပ်နယ်မှုတွေအများကြီးနဲ့စီးပွားရေးလုပ်ငန်းတွေမလုပ်ချင်ဘူးအဲ့လိုပြောလိုက်လို့ပတ်စံမရှိလဲရတယ်မဆိုလိုဘူးနော်ជីជីတက်မချမ်းသာရင်နေပါဒါပေမဲ့ပတ်စံတော့ရှိချင်တယ်မိဘရဲ့ကျမ်းမာရေးကိုကျမ်းမာရေးအတွက်လိုလာရင်ချီးငှားနေရတာမျိုးမဖြစ်ချင်ဘူးဒီတော့ခုစိတ်ရင်းမာတွေကကျွန်တော်လိုလူတွေအတွက်ပဲရည်ရွယ်တယ် ဝေကြီးစီမံခန့်ခွဲမှုနဲ့ပတ်သက်ရင်ကျွန်တော်အတွက်အရေးကြီးတဲ့စာအုပ်က George Samuel Clason ရေးပြီးဆရာပြင်းပြဘာသာပြန်တဲ့ Baby လုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်ဖြစ်ပါတယ်ဒီအထဲမှာကကျွန်တော်ကိုယ်တိုင်လက်တွေ့ကျင့်သုံးခဲ့တဲ့အချက်သုံးချက်ကိုပြောချင်ပါတယ်ဒီမတိုင်ခင်ကျွန်တော်အကြောင်းတချို့ပြောပြချင်ပါတယ်ဒါမှအခြေအနေကိုပိုနားလည်မှာမဟုတ်လို့ပါကျွန်တော်ကအသက်23နှစ်မှာဆေးကြောင်းကနေပြောရပါတယ် ဆက်မှရပြီးနောက်တစ်လမှာပဲ NGO ဖွဲ့စည်းတစ်ခုမှအလုပ်ဆက်ရပါတယ်ကျပေါ်မှာအတောင်ဝင်ယူရပါတယ်တလောက်ကိုလစား၄သိန်းကျော်ရတယ်2012ခုနှစ်မှာပါမိဘကိုကပြန်ထောက်ပံ့เสียမလို့ဘူးကိုရှာတာကိုတော့ပိုရာစုဒီလိုအနေထားပါခုစာအုပ်ကိုဖတ်နေတဲ့လူငယ်တွေကတော့2020ခုနှစ်မှာရှင်သန်နေရသူတွေဖြစ်တယ်ကျွန်တော်စရရတဲ့လစားထက်ပိုနေတဲ့သူတွေပါတယ်လို့မိဘကိုထောက်ပံ့နေရသူတွေလည်းပါမယ် အိမ်တော်ရှိနေသူတွေလည်းပါမယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အခုဝင်မြမဲ့အချက်၃ရပ်ကိုတက်နိုင်သလောက်ကြိုးစားပြီးလုပ်ကြည့်ပါနံပါတ်၁လိုအပ်တာနဲ့လိုချင်တာကိုခွဲပါ2012ထက်ဆိုင်တော့2020ခုနှစ်မှာဆက်ဆောင်မှုတွေကပိုပိုပြီးများလာပါတယ်။စားစရာတွေ၊လဲစရာ၊ပတ်စရာတွေ၊ဝယ်စရာ၊သုံးစရာတွေအများကြီးပဲရှိနေပါတယ်။ဒီတော့လစာက၄သိန်းချင်းတူရင်တော့ဒီနေ့ခေတ်လူငယ်တွေရဲ့အတုံးစိတ်ကမတူတော့ပါဘူး။ ဖုံးဆိုရင်လည်းခုပဲအစ်တတလုံးဝဲခဏနေတော့နောက်တစ်မျိုးထက်ထွက်နေပြီးကိုကဝဲချင်လာရောအဲ့ဒီအခါလစာရနေကနေအလုပ်လလုပ်တတ်သူတွေဆိုမိပစီအိမ်ပြန်ဖို့ကျန်လာတော့နောက်တလလစာရအိမ်ပြန်ဖို့ကျန်လာတော့နဲ့တန်နေရလဲနေပါတယ်ကိုတိုးတရတို့တွေကြောင့်အတွက်ကြ30အောင်မရှိတော့လို့ဖြစ်နေတယ်နောက်ဆက်တွဲအနေနဲ့အလုပ်ကိုရွေးချယ်တဲ့အခါလစာကို ပထမဦးစားပေးကြည်လာကြတယ် ဘလို့လူတွေနဲ့တွေ့လို့ရမှာလဲဘလောက်လိလာတင်ယူဝင်ရမလဲစတဲ့အရေးကြီးတာတွေနောက်ကိုရောက်သွားတယ်။နောက်ပြီးကိုချင်းသိခါပြင်းပြမှုတွေပါရှိလာတယ်။ဝင်ချင်းနဲ့ပတ်သက်ပြီးနာမည်ပြတ်သွားတယ်ပြောရရင်ဒါတွေကဆက်ဆောင်မှုနောက်လိုက်ခဲမိတာတွေရဲ့အကျိုးဆက်ပဲ။နောက်တစ်ခုကသူများအထင်ကြီးအောင်ဝယ်ပြတ်တုံ့ပြန်တာပဲ။ဆိုရှယ်မီဒီယာခေတ်မှာတွေ့ရလေးရှိတဲ့အပြစ်မှုတွေပေါ့။တကယ်လို့အဲ့လိုလူချင်းတို့တုံ့နာမဟုတ်ဘူး။သူများကကိုကိုချမ်းသာတယ်ထင်အောင်တုံ့ပြန်တာ Facebook ပို့စ်တွေတင်ပြတာနောက်ထပ်ကောင်းစက်တစ်ဖြတ်ကိုသွားပါမယ်တကယ်လဲပဝင်းကျင်မှာတွေ့ဘူးပါတယ်ပုပ်ပွင့်လင်းလင်းပြောရရင်ကိုလောက်တောင်သူတို့ကလာစားမများဘူးဒါပေမဲ့သူတို့အုံနာဆဲရတွေကကိုထက်အစင်မြင်နေတယ်ဒါကြောင့်မိကျင်ရင်လဲပတ်စံကဘယ်တော့မှလောက်တယ်မရှိဘူးချင်းကရအတုံးနဲ့ဆွဲနိုင်သူနဲ့ရေးစားထားရဒီလိုမျိုးတွေဖြတ်တန်းနေရတာ မိသားစုတွေဆိုလည်းညှဉ်းညူနေရောအင်ကိုမပြန်မထောက်ပံ့လို့ဆိုပြီးစဉ်းစားကြည့်မိတယ်။ဘာအထိပ္ပယ်များရှိသလဲပေါ့။ကျွန်တော်တဘောကတော့အဲ့ဒီလိုတုံးချင်လား။တုံးနိုင်အောင်အရင်ကြိုးစားပြီးမှတော့ဒီတော့ကျွန်တော်အကြံပေးချင်တာကလိုအပ်တာနဲ့လိုချင်တာကိုခွဲဖို့ပါ။တခုခုဝေတော့မယ်၊တုံးတော့မယ်ဆိုတိုင်းဒါလိုအပ်တာလား၊ဒါမှမဟုတ်လိုချင်တာလား၊ခုခုကိုပြန်မေးကြည့်ပါ။တကယ်လိုအပ်တယ်ဆိုမှဝေပါ။ဟုံးတလုံးရှိဖို့ကလိုအပ်တာပါ။ ကော်ဒမြတ်ပုံအကုန်လဲကင်ရှင်နေတာကြလူကျင်တာဖြစ်သွားပါပြီ။ဓာရီကိုထိမှုလူပါမယ်။အဲ့ဓာရီကဝန်တန်းငယ်တွေအတွက်တကယ်ယူပေါက်တွေဖြစ်ပါတယ်။ဒီတခါတချို့ကပြောပါတယ်။အဲ့လိုတွေချုပ်တီးစုဆောင်နေတော့တည်သွားရင်ဘလို့လုပ်မလဲတဲ့။အဲ့လိုသာတွေ့တဲ့ဆိုရင်တော့ကျွန်တော်တို့ဘာမှမလုပ်ဖို့သာရှိတော့မယ်။ပြရတနေတော့လဲတည်နိုင်တာပဲအစားစားနေတော့လဲတည်နိုင်တာပဲဒီတော့တေကာမတေရောကိုစုဆောင်စရာရှိတာတော့စုဆောင်ရလိမ့်မယ် ကျွန်တော်ဆိုရင်အဲ့ဒီတုန်းကအဝတ်အစားအသစ်မဝယ်သလောက်ပဲရန်ကုန်အိမ်ကိုတစ်လမှတစ်ခါလောက်ပြန်နေတက်နိုင်တဲ့လောက်ရှိထားတယ်စူဆောင်းနေတစ်လတစ်ခါတလေတော့ကိုကိုကိုချင်းမင်းတဲ့အနေနဲ့ဒါမှမဟုတ်လေစိတ်တွေဖြည်းဖြည်းလုံးလုံးထပောက်ပေးရဲ့အနေနဲ့စားချင်တာစားပြလိုက်တာသိလူချင်းနေတဲ့ပစ္စည်းလေးတစ်ခုဝယ်လိုက်တာစသဖြင့်လုပ်နိုင်ပါတယ်ဒါပေမဲ့အများရဆိုရင်တော့အဆင်မပြေဘူးတခြားလူတွေဝယ်ချက်နေတုံ့ပြုံနေလို့လဲလိုက်အားမကျနဲ့လူဆိုတာကိုကိုကနဲ့ကိုပဲ ဝင်တိုင်းငယ်ချင်းတွင်တော့မိဘကိုပြန်ပေးရလားမပေးရလားဘူးလားဆိုတဲ့အပေါ်မူတည်ပြီးသုံးနိုင်တဲ့ပမာဏချင်းကအတူတော့မဟုတ်ဘူး။ဒါကြောင့်အခုဘဝကိုသည်သူများနဲ့လိုက်မတိုင်းနဲ့လစာထုတ်၃ဂုံသွာနောက်လလစာထုတ်၃ဂုံသွာဒီလိုတန်နေရကနေဖောက်တွက်စင်လဲဆိုပြင်းဆုံးလို့ရမှာကကို့အသုံးစရေးကိုမတန်းတင်ပြီးအရာတွေကိုမလိုဘဲသုံးမနေလဲပြန်ဆန်းစစ်ပါ။ပြီးရင်အဲ့ဒီငွေယူပောက်တွေကိုပိတ်ပါ။ တခုခုသုံးတော့မယ်ဆိုတာလိုအပ်တာလားလိုချင်တာလားဆိုတာကိုခွဲခြားပါနံပါတ်1အုံနောက်မှာရင်းနှီးမြုံနံမှာအဲ့လို nice နဲ့ wants ကိုခွဲကြည့်လိုက်ပါတိတိတတာအတုံးစိရောသွားပါလိမ့်မယ်ဒါဆိုမျိုးပုဂ္ဂလေးထွက်လာပြီပေါ့ဒါတွေကိုဘယ်လိုလုပ်မလဲစုထားမလားကောင်းပါတယ်ဒါပေမဲ့ဂလစာနေရင်စုနိုင်တဲ့ပမာဏလည်းနည်းလိမ့်မယ်ဒီတော့ဝင်းစီကိုတက်မလို့ပဲခုပညာရဲ့အတွက်လည်းပြန်သုံးစီခြင်းနဲ့ ရတဲ့လာစာအင်ကိုပြန်ပေးရမပေးရစတဲ့အချက်တွေပုံမူတည်ပြီးတယောက်နဲ့တယောက်ပိုထွက်လာတဲ့ပမာဏတော့အထူးမှမဟုတ်ဘူးတချို့ကတသောင်းလောက်ပဲဖြစ်ရင်ဖြစ်မယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒါကိုခုပညာရေးမှာပြန်သုံးမှာခုခေတ်ဆိုနဲမှာအလုံးလုံးနေရင်တော့အွန်လိုင်းကနေလေ့လာသင်လို့ရတာတွေအများကြီးရှိလာပြီအင်္ဂလိပ်စာလေ့လာမလား soft skill တခုခုလေ့လာမလားသင်တန်းတခုခုတက်မလားစသဖြင့်လုပ်စီခြင်းပါတယ် Sharpen your saw ဆိုတဲ့စကားရှိပါတယ်။တင်းရဲ့လွှတ်ကိုပြင်ပြင်သွေးပါတဲ့။သဘောကတစ်ချီပဲဖြစ်နေလို့မရဘူး။လွှတ်ကိုပြင်ပြင်မသွေးရင် ကြာတော့တုံးလာလိမ့်မယ်။တုံးလာရင်တစ်ကိုဘလို့ဖြစ်ဖြစ်မရတော့ဘူး။ဒီတော့ကိုယ်ပညာရဲ့အတွက်အချိန်ဝင်စတဲ့ပြင်ရင်းနှီးမြုပ်နှံတာဟာတနည်းအားဖြင့်တော့ကိုယ်လွှတ်ကိုကိုယ်ပြန်သွေးလိုက်တာပါပဲ။နံပါတ်3အလုံမှာတော်တဲ့တော်အောင်စူးစမ်းပါ။ လေးလာတင်ယူခြင်းကအလွတ်ကိုပြန်သွေးတာဆိုရင်အလုံမှာကြိုးစားခြင်းကအစ်စ်ကိုဖြတ်တာနဲ့တူပါတယ်။လွှတ်သွေးရဆိုတာအစ်စ်ကိုဖြတ်ဖို့ပါ။အစ်စ်ကိုတော့မဖြတ်ပဲလွှတ်ပဲထိုင်သွေးနေရင်အလကားပါပဲ။လိုအပ်တာနဲ့လိုချင်တာနဲ့ကိုခွဲလိုက်တဲ့ငွေပို့ထွက်လာတဲ့အဲ့ဒါကိုကိုပညာကြီးမှသုံးတယ်အလုံမှလည်းကြိုးစားတယ်လေ့လာရင်းသိလာတာတွေကိုအလုံမှပြန်သုံးချတယ်ဒီတော့ဆွမ်းဆောင်ရည်တက်လာပြီးယာတုတက်လာမယ်ဝင်ငွေပို့ကောင်းလာမယ် ဲ့ဒီအခါလိုအပ်တာနဲ့လိုချင်တာနဲ့ကိုခွဲလိုက်ရင်ထွက်လာမဲ့ငွေပူပမာဏကပိုများလာမယ်။ဒီတော့အရင်က1000လောက်ပဲပညာရေးအတွက်သုံးနိုင်တယ်ဆိုခုက5000ဖြစ်လာမယ်။တသိန်းဖြစ်လာမယ်။ပုံပုံမြုပ်နယ်လာနိုင်တဲ့နဲ့အမြပူပူထူးချွန်လာမယ်။အလုံးမှာပူပူအောင်မြင်လာမယ်။လဆာပူကောင်းလာမယ်။အဲ့ဒီလိုနဲ့ကာလတစ်ခုရောက်တဲ့အခါဒီလိုဝေကြီးပြဒနာကနေလွတ်မြောက်သွားပါလိမ့်မယ်။ အချိန်ဘလောက်ကြာမလဲဆိုတော့အတိအကျမပြောနိုင်ဘူးဒီလိုဖြတ်သန်းနေထိုင်ရတာခက်ခဲမယ်ဆိုတော့လည်းဒီပါတယ်ဒါပေမဲ့ထီပေါက်တာမဟုတ်တဲ့နည်းနဲ့ဝေရှာတာကလွှမ်းရင်ဒီနည်းပဲရှိမယ်ဒါကြောင့်စိတ်ရှည်တည်ခံပြီးကြုံစားစီခြင်းနဲ့ comfort zone တွေကထွက်ပါဆိုတာအခုအလုပ်ကိုထွက်ပြီးကိုပိုင်စီးပွားရေးလုံးမဟဲ့ဆိုပြီးလုပ်ဖို့မဟုတ်ပါဘူးလက်ရှိမှာလစားနေရလိုက်တုံးလိုက်ပြောလိုက်အလုပ်ပြန်လုပ်လိုက်ဆိုပြီးတက်တောင့်တတဖြစ်နေတဲ့အခြေအနေကနေရုံထွက်ဖို့ပြောတာပါ ဘာလို့ဆိုတော့လက်ရှိမှာတော့အဆင်ပြေနေပေမဲ့နောက်နာကက်ကိုတွေးကြည့်လိုက်ရင်ရင်မောစရာကောင်းပါတယ်တကယ်လို့ဒီကုံနေတာမရှိတော့ရင်ဒီလောက်ကနေတာပြုတ်သွားရင်လို့မေးကြည့်ပါတခြားအလုပ်တစ်ခုရနိုင်မလားကို့မှာအထူးပြုလေးလာထားတဲ့ပညာရဲ့ specialized knowledge ပါရှိတယ်လေကို့မှာသူများနဲ့ရှင်းလိုက်ရင်အရွေးချေခံလာတဲ့အလုပ်ပေးရတော့တဲ့အင်ချင်မျိုးပါရှိတယ်လေမေးကြည့်ဖို့ကောင်းပါတယ် ဒါကြောင့်လက်ရှိအဆင်ပြေနေတာကိုမကြည့်ပဲနောက်တစ်ချိန်အတွက်ပါထည့်စဉ်းစားပြီးတရားပြင်ဆင်စေခြင်းနဲ့မြန်မာနိုင်ငံဟာငွေကြေးဖောင်းပတ်မှုများလို့ဝန်မစူးကြနဲ့ဆိုတာကငွေတွေဘဏ်နဲ့တင်ပြနဲ့လို့ပြောတာပါ။ရတဲ့မြအကုန်သုံးရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ဝန်တန်းဘဝမှာငွေတွေစူးထားလို့လည်းအတူကြီးကြီးမားမားရမှာမဟုတ်တာ။ဒီတော့ဘဏ်နဲ့မသိတဲ့အခုအတွက်ကိုတော့ networking အတွက်တုံးမလား seminar တက်မလား online course တက်မလားစသဖြင့်တုံးဖို့ပါ။ ၃လလလောက်နဲ့တော့ဘာတူးဆနိုင်မလဲသို့တော်စိတ်ရှည်ရှည်နဲ့ကြိုးစားရင်တော့ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီခေတ်မှာအောင်မြင်ဖို့ရှိထားတဲ့အရေးချင်းတွေတဲ့လူငယ်တွေအတွက်ရောကိုယ်တိုင်အတွက်ပါအလိုအပ်နေဆုံးတွေကိုပြောပါဆိုရင်စိတ်ရှည်ခြင်း၊ဇွဲရှိခြင်းနဲ့ရုပ်ဝတ္ထုတွေရဲ့ဆက်ဆံမှုကိုတောက်ခံနိုင်ခြင်းအဲ့ဒီ၃ခုကိုရွေးချယ်ခြင်းပါလေ။ဆိုတော့ခေါင်းစဉ်လေးတွေကတော့ပြီးသွားပါပြီ။ငွေကြေးစီမံခန့်ခွဲတာပေါ့နော်။ကိုယ့်ရဲ့ငွေကြေးကိုဘယ်လိုသုံးမလဲဆိုပြီးတော့ပြပြသွားတာဖြစ်ပါလေ။ ပြန်ပြီးတော့အနှစ်ချုံရမယ်ဆိုရင်လူအတ္တနဲ့လူချင်တာကိုခွဲပါအုံနောက်မှာရင်းနှီးမြုံနယ်မှာအလုံးမှာတော်ရက်တော်ကျူးစားပါလို့ခေါင်းစဉ်၃ခုထွက်လာပါတယ်ဆိုအားလုံးပဲကိုရငွေကြီးကိုဝစီမံပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုကိုယ်တိုင်ပုံဖော်နိုင်ကြပါစေအားလုံးကိုအခြေသူတင်ပါတယ်